DVB ရုပ်မြင့်တင်ကြားအစီအစဉ်လေးကိုရှုစားနေကြတာပါရှင်ဆက်လက်ပြီးတော့ဒီကနေ့ဂျွန်လ2ရက်အတွက်စီးပွားရေးသတင်းတွေကိုတင်ဆက်ပေးပါဦးမယ်ရှင်မြန်မာနိုင်ငံကြောက်မြတ်ရတနာလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ရန်ပုံငွေဒေါ်လာ80000ကျော်ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးအရင်အစိုးရနှစ်ဖက်သတင်းစာရှင်းလင်းပွဲပြုလုပ်တဲ့သတင်းရန်ကုန် stock exchange မှာပြီးခဲ့တဲ့ရက်ပိုင်းကအစုရှယ်ယာတွေရဲ့တန်ဖိုးကိုကမောကမဖြစ်အောင်ဝင်ရောက်ကစားခဲ့တဲ့သူတွေကိုငွေချေးတက်တဲ့ကလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ကစုံစမ်းဖော်ထုတ်သွားမယ့်သတင်း2016-2019ဘန်နာနှစ်တစ်နှစ်ကိုကျွန်းတဲ့နဲ့တက်မှာထုတ်လုပ်မှုရက်ဆိုင်ဖို့မြန်မာတက်လုပ်ငန်းကစီစဉ်နေတဲ့တဲ့တွင် ဒီသတင်းတွေနဲ့အတူတခြားစိတ်ဝင်စားဖွယ်ရာစီးပွားရေးသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်ပထမဦးဆုံးအနေနဲ့ကြောက်မြတ်အသင်းငွေကြေးအရှုပ်တော်ပုံနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲကိုရှုစားမှာပါရှင်မြန်မာနိုင်ငံကြောက်မြတ်ရတနာလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ရန်ပုံငွေဒေါ်လာတန်း80ကျော်ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးအရင်အစိုးရတပ်တူရင်းဝန်ကြီးဟောင်းနဲ့ကြောက်မြတ်အသင်းတာဝန်ရှိသူတွေကဂျွန်လ2ရက်နေ့မှာနေပြည်တော်နဲ့ရန်ကုန်မှာမီဒီယာတွေနဲ့တွေ့ဆုံရှင်းလင်းပါတယ် အရင်ဦးသိန်းစိန်အစိုးရလက်ထက်တက္ထရင်ဝန်ကြီးဟောင်းဒေါက်တာမြင့်အောင်ဆောက်လုပ်ရေးဒုတိယဝန်ကြီးဟောင်းဦးစိုးတင့်နဲ့ကြောင်မြတ်လုပ်ငန်းရှင်များအသေးအမှုဆောင်တွေကဒီကနေ့မနေ့နေပြည်တော်မှာမီဒီယာတွေနဲ့တွေ့ဆုံရှင်းလင်းခဲ့တာပါအငိမ့်စားတက္ထရင်ဝန်ကြီးဟောင်းဒေါက်တာမြင့်အောင်ကသူတာဝန်ယူခဲ့တဲ့ကာလမှာဖြစ်ပွားခဲ့တဲ့အတွက်ရှင်းလင်းတာဖြစ်ပြီးသူတို့အနေနဲ့အာဂရိလိုက်စားမှုနဲ့ပတ်သက်လို့ဘာမှမရှိကြောင်းလှုံ့ထုံးလုံနီးအရာပဲသူရဲ့ လုံထုံလုံနီအရာတဦးတယောက်ရဲ့ဆုံးဖြတ်ချက်အရာမဟုတ်ဘဲဘ ਹੁ ကော်မတီနဲ့ဆုံးဖြတ်သွားပြီးတော့52တန်းသော ပြည်သူလူထုပိုင်သောကြောက်မြတ်ယတနာတွေကနေရရှိခဲ့တဲ့အကျိုးအမြတ်တွေကို သူ့ဒေသပြည်သူလူထုဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်တဲ့ဟာတွေကိုသုံးစွဲတာဖြစ်တာအလုံးအသိပဲဖြစ်ကြောင်းဒီအတွက်ပုံကိုရေးအများကြီးထိခိုက်ရပြီးတော့ပုံကိုရေးအရာတိတ်ခါချတယ်လို့မြင်နေဒါကြောင့်ဥပဒေကြောင့်အရာအေးအေးယူသင့်တယ်လို့မြင်ကြောင်းပြောဆိုပါရစေ 2009ခုနှစ်ကနေ2016ခုနှစ်အထိကြောင်းမြတ်လုပ်ငန်းရှင်တွေစီကတရားဂိုင်းနှုံကောက်ခံရရှိထားတဲ့ရန်ပုံငွေဒေါ်လာ88တန်းဟာခေါင်းစဉ်အမျိုးမျိုးပြအဂရိလိုက်စားမှုတွေကြောင့်ခုနှစ်တန်းပဲကျန်ရှိတော့တယ်လို့အသင်းကတိုင်ကြားထားတာပါဒီကိစ္စနဲ့ပတ်သက်လို့မြန်မာနိုင်ငံကြောက်မြက်လုပ်ငန်းရှင်များအသင်းချုပ်ဗဟိုအလုံးမှုဆောင်အဖွဲ့ဝင်ဦးအောင်ကြီးဦးကျော်ဦးနဲ့ဦးမြင့်ကြည်တို့ကလည်းဒီငွေကြေးအလွဲသုံးစားမှုနဲ့ပတ်သက်လို့ဒီကနေ့မွန်လွယ်ပိုင်းမှာပဲရန်ကုန်တော်ဝင်နှင်းစီမှာ အလွယ်သုံးစားမှုနဲ့ပတ်သက်တဲ့ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးကြောက်မြတ်လုပ်ငန်းရှင်များအသင်းချုပ်ဒူဩဂထအတွင်းရေးမှူးအလုံအမှုဆောင်တွေအပါအဝင်စုစုပေါင်း22ဦးကလက်မှတ်ရေးထိုးပြီးဝန်ကြီးဌာန3ခုနဲ့ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များလေးလာဆန်းစစ်သုံးသက်ရေးကော်မရှင်တွေစီတိုင်ကြားထားတယ်လို့သိရပါတယ်ရှင်ကျော်လာနေရနေ့မှာတရုတ်ဝယ်လိုအားကြောင့်ပဲရီစိမ်မြေပဲဆန်တွေအယောင်းဝယ်အတွက်လို့ဈေးကွက်အတွင်းမှာကုန်ကျန်းရှားပါတဲ့အထိဖြစ်ပေါ်တယ်လို့ မန္တလေးပွဲစားကုံသေးဆက်ပိုက်များမဟာကထိန်တော်အသင်းပဲကုံစီတိုင်းကပြောပါတယ်။ပဲဒီစိန်းက၃တင်းဝင်တအိတ်ကိုကြက်11000မြေပန်းလုံးဆန်ကတပိတ်တာကြက်3200-3100ဈေးရှိပါတယ်။ export line ဖြစ်တဲ့မက်ပဲပဲစင်းကုံနဲ့ပဲစည်းကွက်စတဲ့ပဲစည်းကွက်တွေဟာလည်းဈေးကွက်အေးနေပါတယ်။ပဲမျိုးစုံဈေးကွက်ဟာအတက်ဖက်ကိုဥတီမှုမရှိသေးလို့နောက်ပိုင်းပဲသစ်ပေါ်တဲ့အထိဈေးကွက်လှုပ်ခတ်မှုရှိလာနိုင်တယ်လို့ ပဲကုံတွေတွေကသုံးသက်ပြောဆိုပါတယ်ရှင်။ Stock Exchange နဲ့ပတ်သက်တဲ့သတင်းကိုတော့တင်ဆက်ပေးပါဦးမယ်။ရန်ကုန် Stock Exchange မှာပြီးခဲ့တဲ့ရက်ပိုင်းကအစုရှယ်ယာတန်ဖိုးကိုကမောက်ကမဖြစ်အောင်ဝင်ရောက်ကစားခဲ့တဲ့သူတွေကိုငွေချေးတက်တွေကလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ကစုံစမ်းဖော်ထုတ်သွားမယ်လို့ပြောပါတယ်။ဒီသတင်းကိုတော့ဦးတိုက်စင်ကပေးပို့ထားတာရှုစားနိုင်ပါပြီရှင်။ ရန်ကုန်စတော့ဈေးကွက်မှာစုရှယ်ယာတွေဝင်အောင်ရောင်းချခွင့်ရရှိထားတဲ့ FII နဲ့တိလဝါစုရှယ်ယာတွေရဲ့တန်ဖိုးကိုကမောက်ကမပြောင်းငွေကြေးတောက်တင်တဲ့သူတွေကပြည်ကြတဲ့ရပိုင်းကဝင်အောင်နှောက်ရှက်ခဲ့တာပါအခုလိုဝင်အောင်နှောက်ရှက်ခဲ့သူတွေကိုလည်းမြန်မာနိုင်ငံငွေကြေးတက်တင်ကလက်မဲ့လုပ်ငန်းကြီးကြေးရေးကော်မရှင်ကစုံစမ်းဖော်ထုတ်သွားမှာဖြစ်တယ်လို့ရန်ကုန်စတော့အချိန်ကမှုဆောင်ကြီးတဲ့မန်နေဂျာကပြောပါတယ်ကျွန်တော်ရန်ကုန်စတော့အချိန်ရဲ့အထက်မှာကော်မရှင်ရှိပါတယ်အဲ့တော့ကော်မရှင်ကိုအဖြစ်အပျက်တွေကိုကျွန်တော်ကအချိန်နဲ့ဒီပင်းကြီးတည်င်းဖို့ပါတယ်ထို့တူပဲအဲဒီရောင်းဝယ်လုပ်တဲ့ security company ပေါ့သူနောက်က customer ပေါ့နော်သူတို့တွေကိုလည်းကျွန်တော်တို့ကဒီအဖြစ်အပျက်တွေဖြစ်နေပြီဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကဟိုခေါ်ယူတွေ့ဆုံတာတော့လောက်ထားပါတယ်ဒါပေမဲ့တကယ်နော် back end လိုက်တာတော့ဒီစစ်ဆေးရေးယူတာတော့ commission ကတာဝန်ရှိသူတွေနဲ့ဆောင်ရွက်ရမယ့်အပိုင်းဖြစ်ပါတယ်အဲဝင် store စီးပွားထဲမှာကုလဝင်ရောက်စည်းကစားတဲ့သူတွေကို commission ကစုံစမ်းဖောက်ထုတ်ပေးနိုင်မှုမရှိခင်လူအများရဲ့ယုံကြည်ကိုးစားမှုကိုရှော့ကြသွားစေနိုင်တယ်လို့ store ရောင်းဝယ်လုပ်ငန်းလူတို့ကလည်းပြောပါတယ် ဒီလိုမျိုးဈေးကစားတာကိုထိန်းချုပ်ဖို့အဲအထိုက်လျောက်စောင့်ကြည့်ဖို့တကယ်ပဲလိုအပ်ပါတယ်အဲ့တော့အများအပြားကဒီ share အပေါ်မှာကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံဈေးကွက်အနေနဲ့ short share ဈေးကွက်ဟာအခုမှပြောမယ်ဆို KG ပေါ့နော်မူလတန်းဂျိုအဆင့်ပဲရှိသေးတယ်ဒီမူလတန်းဂျိုအဆင့်မှာပဲကျွန်တော်တို့ဝင်ကစားဖို့အတွက်ဒီလိုဝင်ကစားတာတွေခွင့်ပြုလိုက်မယ်ဆိုလို့ရှိရင်ဒီဟာကဒီတက်ပိုပြီးကြီးထွားတိုးတက်လာဖို့အများပြည်သူယုံကြည်စိတ်ချဖို့အများပြည်သူစိတ်ဝင်စားဖို့အလွန်ခက်ရင်သွားပါလိမ့်မယ် ဆိုရှယ်ရတွေကတန်ဖိုးကိုကမောကမောဖြစ်အောင်ဝင်ရောက်ကစားခဲ့တဲ့သူတွေကငွေကြေးတောင်းတင်းတဲ့အပြင်ဤပညာပိုင်းဆိုင်ရာနဲ့ကျွမ်းကျင်သူတွေဖြစ်လို့တာမန်ဝင်ရောက်လှုပ်ကန်သူတွေအဖို့ဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။အဲ့လိုလှုပ်တဲ့သူနံပါတ်1သူ့မှာဤပညာရှိတယ်။နံပါတ်2ရောင်းမယ်ဆိုရင်ပတ်စံတွေထည့်ထားရမယ်။နံပါတ်3ဝယ်မယ်ဆိုလို့ဝယ်မယ်ဆိုရင်တော့ပတ်စံတွေထည့်ထားရမယ်။ရောင်းမယ်ဆိုလို့ရှိရင်သူကသူ့ဘေးသူပြစ်နိုင်တဲ့ဘေးအမှောက်ကိုဒီဘက်မှာထည့်ထား။ထည့်ပြီးတော့အဲ့ဒါကိုအတိုးအစော့လုပ်ပြီးတော့သူကကျွန်တော်တို့ခြေရနေပြီးတော့အညွန့်ခူးစားသွားတယ်လို့ကျွန်တော်တို့ကပြောလို့ရတာဗောလေ။ တော့စီကောရမှာဘယ်သူမဆိုဝဲလူဟာအတူရောင်းလူဟာအတူဖန်တီးမယ်ဆိုရင်ငွေချေးတက်တဲ့ကလက်မှတ်ရောင်းဝယ်ရေးဥရေအခန်းဆက်နေရထောင်တန်းတဲ့ငွေထံအပြစ်ပေးခံရမယ်လို့ဖော်ပြထားပါတယ်ခင်ဗျာကျွန်တော်တိုင်စင်သတင်းပေးပို့ထားတာပါ တထုတ်လုံးမှုရဆိုင်တော့မဲ့သတင်းတပုတ်ကိုလည်းဆက်လက်တင်ဆက်ပေးပါဦးမယ်2016 2019ဗန္နာနှစ်တစ်နှစ်ကိုကျွန်းသင်းတဲ့တင်မာထုတ်လုံးမှုရဆိုင်မှုမြမတက်လုပ်ငန်းကစီစဉ်နေပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတစ်တော်တရံဇာတရေရှည်တည်တံ့ရေးအလုံယုံဆွေးနွေးပွဲကိုရန်ကုန်မြို့မြမတက်လုပ်ငန်းဌာနမှမေလ14ရက်15ရက်နှစ်ရက်တာကျင်းပခဲ့ပြီးအခုဂျွန်လထဲမှာအစိုးရတည်းရဲ့စီးပွားရေးကော်မတီကိုတင်ပြမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာတစ်တော်ထုတ်လုပ်မှုကိုတစ်နှစ်ရက်ဆိုင်ုံနဲ့မလုံလောက်ပဲ တစ်ခိုးထုံးမှုတစ်တော့ပြုံးနှိမှုကိုကာကွယ်ဖို့ရေရှည်စီမံကိန်းချဆောင်ရွက်တင်တယ်လို့လည်းတစ်တော့ရရကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်မြန်မာနိုင်ငံမှာတစ်တော့ပြုံးနှိမှုအများဆုံးဖြစ်နေတဲ့ဒေသတွေကစကိုင်းတိုင်းကချင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတွေဖြစ်ပါတယ်ထုတ်ပြန်ချက်တွေအရတော့မြန်မာနိုင်ငံမှာငကုံမူလအတိုင်းတည်ရှိနေတဲ့တောတောင် area ကတစ်တော့ဖုံးလွှမ်းမှုရဲ့29ရာခိုင်နှုန်းမှာကြန့်ရှိတော့တဲ့အတွက်တတော်တွေကိုထုတ်ယူခြင်းမပြုဘဲအနားပေးဖို့လဲလိုအပ်နေတာပါ မြန်မာနိုင်ငံမှာတစ်ခိုးထုတ်တာတောင်ရမီးရှို့တာတွေကြောင့်2015ခုနှစ်ကမ္ဘာအသစ်တော်ပြုံးနေမှုအများဆုံး10နိုင်ငံစီးရင်မှာမြန်မာနိုင်ငံကအဆင့်3နေရာမှာရှိနေပါတယ်ရှင်။ဆက်လက်ပြီးတွဲဆုံမေးမြန်းထားတာကိုလည်းရှုစားရပါဦးမယ်။အရက်သားအစိုးရတဲ့လက်ထက်မှာစီးပွားရေးနဲ့ပတ်သက်တဲ့မူဝါဒတိတိကျကျထွက်မလာသေးတဲ့အပေါ်ဗန်လုပ်ငန်းဆိုင်ရာအကြံပေးဦးရဲမင်းဦးကိုတာနိုဝေကမေးမြန်းထားပါတယ်ရှင်။ဒီလိုကြည့်ရှုနေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာ။ ရသားအစိုးရအစ်စ်တက်လာတဲ့အချိန်မှာပေါ့ကျွန်တော်တို့ရဲ့စီးပွားရေးပြည်ပြောင်းလဲမှုတွေကဘယ်လောက်ထိသွားနေလဲပေါ့နော်လက်ရှိအချိန်တွေမှာဘယ်လိုဖြစ်နေလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှာကျွန်တော်ဘန်လုံငန်းအချံပြီးတယောက်ဖြစ်တဲ့ဆရာရဲမင်းကိုသွားပြီးမြန်မြန်မြန်ကြည့်မှာဖြစ်ပါမယ်နော်ဆရာမင်းလာပါမယ်ဟုတ်ကဲ့မြန်ပါဗျာဟုတ်ကဲ့ပထမဆုံးတော့ကျွန်တော်တို့ဒီရသားအစိုးရအစ်စ်တက်လာပြီးတော့မှာပေါ့နော်နိုင်ငံရေးလည်းပြောင်းလဲတယ်စီဝါရီလည်းပြုဝင်ပြောင်းလဲမှုတွေလုပ်မယ်ဆိုပြီးပြုဝင်ပြောင်းလဲမှုတွေလုပ်တယ်ဒါမဲ့နိုင်ငံသားယင်းနှိမ့်နိုင်ငံမှုတွေကြီးရောလဲ ဟိုလောစင်မှာတော့ထင်သလောက်ဝင်မလာသေးဘူးပေါ့ပြီးတော့အဆက်မီးရဲ့အနေနဲ့ကလည်းသူတို့ရဲ့ဟိုအခက်ခဲတွေကလည်းများစွာရှိနေအဲ့ဒါကြီးလည်းမဖြေရှင်းရဘူးပေါ့ဗောနော်အစိုးရတက်တက်လာတဲ့အချိန်မှာဗောနော်စီးပွားရေးအနေနဲ့ပတ်သက်ပြီးတော့မှာဗောနော်ဆရာတို့အမြင်ရအောင်ဘယ်လိုရှိတယ်မလဲလက်ရှိပွားနေတဲ့အနေအထားလေးသုံးသပ်ပြပေးပါဦးကျွန်တော်တို့ခင်းနှစ်ခေတ်ကိုရှင်းပြီးကြည့်မှရမှာပြီးခဲ့တဲ့တစ်ခေတ်တုန်းကအုတ်ချုပ်တဲ့လူစံစားအားလုံးကဟိုတက်မတော်သားတွေပေါ့ယူရစကားနဲ့ပြောတဲ့စစ်သားတွေပေါ့စစ်သားတွေတောက်လျှောက်အုတ်ချုပ်ခဲ့တဲ့အခါကျတော့လုံုံကြီးကပထမပဲ ုံညုံရေးကိုထိခိုက်မယ်ဆိုရင်အဲ့ကိစ္စမလုပ်ဘူးပေါ့အလုံးကြီးဦးစားပေးနေလုပ်ခဲ့တော့စီးပွားရေးကထင်လောက်မတက်ခဲ့ဘူး။ဖွံ့ဖြိုးတိုးတက်မှုကဦးစားပေးမဟုတ်ဘူး။အခုကျွန်တော်တို့ပြောင်းသွားပြီ။အခက်ပြောင်းသွားပြီရေကောက်ပဲပြီးသွားပြီ။အဲကျွန်တော်တို့လိုချင်တဲ့အစိုးရတည့်ရရပြီပေါ့။ဒါပေမဲ့အဲ့ဒီမှာလည်းကျွန်တော်အငြင်းထွေထားမှာလက်ရှိကျွန်တော်တို့တက်လာတဲ့အစိုးရကနိုင်ငံရေးသမားတွေဖြစ်တယ်။တော့ဟိုတစ်ဖက်ကစစ်သားဖြစ်တဲ့အတွက်တော့လုံခြုံရေးနဲ့ကြည့်လို့နိုင်ငံရေးသမားဖြစ်တဲ့နိုင်ငံရေးအမြင်နဲ့ကြည့်တာပေါ့။နိုင်ငံရေးအမြင်မှာလည်း စီးပွားရေးပုံမျိုးတူတယ်မှာတခါလေကျတော့သူကဦးစားပေးတယ်မှာမပါဘူးတမအောင်ခေါင်းဆောင်ပိုင်းကစပြောနေတာကဒီစင်းငင်းငင်းရဖို့တနင်္ဂနွေသမားတွေဖြစ်နိုင်ငံရေးစကားတွေပဲဦးစားပေးပြောနေကြတာပေါ့အဲ့တော့စီးပွားရေးရတကယ်လုံလားမလုံဘူးလားကျွန်တော်နည်းလေးစောင့်ကြည့်မှရမယ်အဲ့တော့စီးပွားရေးအရာဒီဆိုရက development ကိုဦးစားပေးပြီးလုံမှာလားမလုပ်ဘူးလားကသူ့ရဲ့စီးပွားရေးမူဝါဒတခုထွက်လာရင်ကျွန်တော်ကြည့်ရမယ်။ဟုတ်ကဲ့။အဲ့ရှိကသူ့ရဲ့စီးပွားရေးမူဝါဒဆိုပြီးအတိအကျထွက်ပြောတာကျွန်တော်အခုချိန်ကြီးမမြင်ရဘူး။လက်ရှိစီးပွားရေးမူဝါဒနဲ့ ပတ်သက်ပြီးတော့မှသူကရေရောပဲကျင်နာစာရင်းတော့မှဂျမ်းမြင်ပြောခဲ့တဲ့ဟာတွေရှိတယ်။အဲ့ပြီးတော့သူတို့မူပါလားရောမူပါလားနဲ့ပတ်သက်ပြီးဆရာအနေနဲ့ဘာဘလို့သုံးသက်ကြည့်လဲ။ဒါပေမဲ့ရေကောက်ွယ်ကျင်နာစာရင်းမှာပါတဲ့စီးပွားရေးမူဝါဒကသူကခေါင်းစဉ်ကြီးပဲ။ဒါဒီလုတ်တဲ့နေတာလုတ်တဲ့နာဒီခေါင်းစဉ်ကြီးရွတ်သွားတာပေါ့။ခေါင်းစဉ်ကြီးပြောထားတာဒါဒီလုတ်မယ်လို့ပြောတာ။အခုကျွန်တော်တို့သိချင်တာကတကယ်ပါကိုစလုတ်မှာပဲလို့သိချင်တာ။ဟိုလေယာကန်နာကိုယူတဲ့လို့ပြောရင်တကယ်လေယာကန်နာတဲ့အခုဘာစလုတ်ပြီလဲ။ အဲ့ဒီအပိုင်းမှာတော့တော်တော်များများလေးကြားရတာပေါ့လက်သမားတွေငွေတိုးချိပေးတဲ့နယ်ဆိုတော့လက်သမားတွေကိုချင်းဝင်ပို့ထုတ်ပေးလိုက်အောင်လည်းအဖြေမဟုတ်ဘူးတမ်းမြောစာတွေရှိလာမယ်နော်စိုက်ပျိုးဒီရိုးစိုက်ပျိုးကြီးကိုလက်မှုလေယာဉ်နဲ့စက်မှုလေယာဉ်ပြောင်းတာတွေရှိလာမယ်နောက်ဆန် export ကိုဘယ်တော့ကောင်းအောင်လုပ်နိုင်မလဲအဲ့ဒါကဆန်စပားကနေဆန်ဖြစ်ဖို့အတွက်ဆန်ဆက်တွေဘယ်လိုလုပ်မှာစဖြစ်မော်အချက်လက်အသေးစိတ်တွေအများကြီးရှိတယ်အဲ့အသေးစိတ်တွေကိုတကယ်ဦးစားပေးလုပ်ဖို့ပါဒီစီဝိုင်းပုံကအသေးစိတ်ထွက်လာမှာ ဝိသနာတကူချင်းလိုက်ပေါ့ကန္နာတကူချင်းလိုက်ထွက်လာတကယ်ဘာနဲ့အကောင့်တယ်ဖော်မလဲဘူးတော့ကျွန်တော်တို့ကြီးညာဖို့လိုလိမ့်မယ်အဲ့အဲ့လိုမျိုးဟိုတိကျပြတ်သားတဲ့ဒီဟိုဘာလို့ဟိုအသေးစိတ်တဲ့ဒီစီးပွားရေးမှာမတွေ့ရသေးတဲ့အခါကျတော့စီးပွားရေးဟိုလုပ်ငန်းရှင်တွေနဲ့လောကခံရတဲ့အနေအထားပေါ်မှာဘာလို့ရှိအဲ့တော့စီးပွားရေးလုပ်ငန်းရှင်တွေကတော့စီးပွားရေးလုပ်တယ်ဆိုတော့အကျိုးမြတ်တော့လုပ်တာပေါ့တော့အကျိုးမြတ်မသေးကြဘူးဆိုရင်တော့လည်းစောင့်ကြည့်တာပေါ့အဲ့စောင့်ကြည့်တာပေါ့လုပ်တယ်လားမလုပ်သင့်ဘူးလားသူလည်းချိန်နေတာပေါ့ အချိန်နေတဲ့ကာလဖြစ်တဲ့အတွက်အရင်ဒီတစ်နှစ်လောက်အတွင်းမှာစီးပွားရေးတက်လာမယ်လို့ကျွန်တော်မှန်းလို့မရအောင်ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ကျေးဇူး